မင်းမူပါပါရှင်ဆ iam ကြီးခင်းနေอยู่ရေးသားထားတယ်ဖေဖေးဆိုရဲဝတ္ထုလေးရဲ့အပိုင်းခုနှစ်ကိုဆက်လက်ဖတ်ပြပေးတော့မှာပဲဖြစ်ပါတယ်နားဆင်ပေးကြပါအောင်ရှင်ဖေဖေးအပိုင်းခုနှစ်စိတ်ဆိုးမိသည်ဖေဖေးကိုပြင်းပြင်းထန်ထန်စိတ်ဆိုးမိသည်မှာနှစ်ကြိမ်ဖြစ်သည်ပထမအကြိမ်မှာ1964ခုနှစ်လောက်ကထင်ပါသည်ဖေဖေးသည် အသားကိုအလွန်စား၏အထူးသဖြင့်အမဲသားနှင့်ဝတ်သားကိုအလွန်ကြား၏ကျမတို့အသားမစားတော့ဖေဖေအတွက်တော့တရချလိုချက်၍ကြွေပါသည်သူများအိမ်သို့တောရောက်စားခြင်းကိုမူကျမတစက်မှမကြိုက်ပေတနေ့တွင်နောက်ဘွေးအိမ်လေးတွင်နေသောတူမလေးအိမ်တွင်ဝတ်သားချက်သည်ကျမတို့လည်းမသိပါချက်သူကစားစီလို၍လာပို့သည်မဟုတ် သူ့ဘာသာသွား၍စားသည်အစာကောင်းလိုက်သည်မှာထိုအိမ်လေးတွင်ချော်လဲ၍ပေါင်စစ်ကိုပြုတ်၍ထွက်သွားပါတော့သည်ထို့နောက်အနောက်အိမ်လေးနှင့်အစေခံတန်းရာရေးသွားမြောင်းများကို အသည့်ဆက်ဆက်ပြင်ပြီးစားဖြစ်၍မြောင်းထိတ်အစွန်မှကြောက်အစွန်စားလိုဖြစ်နေသည်ထို့ကြောင့်တန်ရာမှအလွန်ပြင်းထန်သည်ကျမစိတ်ထဲတွင် အမှန်တိုင်းဖွင့်ဟဝင်ခံရပါလျင်တိတ်ဒေါသဖြစ်ပါသည်မချုပ်တီးနိုင်လောက်အောင်စိတ်ဆိုးသည်ဖေဖေကိုတော့ဘာမှမလုပ်ချင်ပါကိုကိုကိုသာတက်သေးလိုက်ချင်သည်အပြင်မျက်စိနှင်ကြည့်လျင်ဘာမှ ဖြစ်တင်သောအကြောင်းမဟုတ်ဟူ၍ထင်နိုင်မိသည် ဟုတ်ချင်လဲဟုတ်ပေမည်ကျမယင်ထဲမှာတော့ဒေါသဖြစ်လိုက်သည်ဖြစ်ချင်းတော်ရွေးပင်မကြည့်ချင်တော့ပေကျမဒေါသကိုတည်တော့အင်သားများက တခြားအကိုများဆွေမျိုးများကိုခေါ်၍ဖေဖေကိုပြ ాయి ကုသရန်ဖြစ်သည်ကျမကိုလည်းအတော်တော်အုံးရင်ကဖြောင်းဖြားချုံမော်ပါသည်မယုဖေဖေကိုကြည့်ုံလေးတင်ကြည့်ကြည့်ပြီးရင်မယုအခြေအနေသိမယ်နုံမွင်မယုနာသားရစရာဖြစ်နေမယ်ကျမသည်မနေနိုင်ပြန်သွားကြည့်ရပြန်သည်ရှိသည့်တပြိုင်နက်ကျမသိပါသည်ယနေ့စေးုံပို့လင်ပို့ အခုနောက်ကြလျင်ဖေဖေသိမ့်မီလူနာပေါင်းများစွာနဲ့ဆက်ဆံနေရတော့လေကျမသည်ဆရာဝန်တပိုင်းဖြစ်နေတော့သည်ရှင်내ကဒေါသအရှင်ကတော့မပြေပါကဲလေဖေဖေကိုစေယုံတင်မှဖြစ်မယ်ဘသူတင်မှလဲကျမသည်တမင်ပင်မေးခွန်းထုတ်ပါ၏ကားတွေလည်းရှိစိတ်တွေလည်းရှိငွေတွေလည်းရှိယောက်ျားရင်မာကြီးတွေလည်းဖြစ်သွေးသားအရင်းနှီးဆုံးဖြစ်တော့ ဤသူများက သူတို့သည် လူနာတယောက်ကိုစေယုံမတင်တန်းဟူ၍ဖြစ်ဆိုကြပါသည်ကဲလေကျမတို့နေမကောင်းလို့ရှင်ထဲမှာမောနေပြီလမ်းတော့မလျှောက်နိုင်ဘူးဒီတော့ကားတော့တနာယူပဲသုံးခွင့်ပေးဒီလူနာစေယုံပေါ်ရောက်စေရမယ်ကျမသည်တနာယူအတွင်းဒေါက်တာမြမအင်းနှင့်အစီအစဉ်ကားဖိဖိကိုမြားယရနာဈေးတိုက်သို့တင်လိုက်ပါသည် ဒေါ်မြမြအေးသည်ဒေါက်တာဘာပူနှင့်စီစဉ်ပေ၏ယနေ့ညနေပင်ချက်ချင်းခွဲစေရမည်ဖြစ်၏ကျမသည်တရီးတိုင်ပင်ပင်ကိုကအာနေအစားကမဝင်သည့်ကြားကဒေါသကအားလုံးကိုခြုံ၍ဖြစ်နေသည်ခွဲစိတ်သောအခန်းဝတွင်ကျမစောင့်နေပါသည်ခွဲစိတ်ခြင်းမှမကြလားဒေါ်မြမြအေးသည်25ကျက်အခန်းကို ဖေဖေတည်တံ့နေရပါစေဟူသောစေတနာနှင့်ဆယ်ချက်ပင်ယူကာတည်တံ့ခံတွင်ထားပေးပါသည်ဖေဖေထွက်လာသောအခါသတိမရသည်အိယာဘော်တွင်အိလျက်ပင်ဖြည်၏မျက်နာပြူပတ်ဖြူရောပင်သည်ကျမသည်ဖေဖေမျက်နာကိုစိစိကြည့်၏ဂယုနာတော်တော်ဖြစ်ကာမျက်ရည်တရဟောတွင်ကြပါသည်ဖွင့်အံရေးချပြခြင်း၍လကောင်း။အော် sorry ပါ။ဖွင့်အံရေးချပြခြင်း၍လည်းမကောင်း။ ရှင်သည်တွင်နာကြည်ခြင်းခံခတ်ခြင်းတို့ကိုရောပြွန်ကရှိုက်ကြီးတငင်ငိုကြွေးမိပါသည်ဆီယာမာလေးတွေကမမယူရဲ့ဘဘကြီးယောဂါကအခုမစိုးရင်ရတော့ဘူးငိုနေလေဟုသူတို့ကလည်းသူတို့အတိတ်ပဲနင်းပြောပါသည်ကျမကလည်းကျမအတိတ်ပဲနင်းကျမငိုပါသည်နေရီဖျံဖျံကြရင်မှယရနာ၃ပါအအမှုထား၍ကိုစောင်းနတ်အားတိုင်းတယ်ပါ၏ဖျားတပီတော်မသည် ယခုကိစ္စတွင်ဖေဖေကို အလွန်စိတ်ဆိုးပါသည်သို့သောအစမှအစုံတပီတော်မှပင်တာဝန်ယူရမည်ဖြစ်ပါသည်တပီတော်မှလက်ထဲတွင်လည်းငွေကြေးတပြားမှမရှိပါအီမန်သောတစ္ဆာစကားကြောင့်ယနေ့မှဆ၍နိဗ္ဗာန်မရမည်စကြမိဘနှင့်တကွကြီးသောသူကိုလှုပ်ကြွေးရသည်ဖြစ်စေငယ်သောသူကိုလှုပ်ကြွေးရသည်ဖြစ်စေစင်ရဲနှင့်ငရဲကင်းစွာနှင့် လုပ်ကျွေးရပါလို့ဖေဟာဟုတ်ပဇက်မပင်ရွဆိုကသစ္စာပြုပါ၏ပြီးတော့ကျမဒေါသကိုဖြေကားဖေဖေနဘူးကိုလက်နှင်ထီ၍ဒါရဏပရိတ်ကိုရွှတ်ဖတ်တရစေရ၏ယူရင်းယူရင်းတရားနှင့်စင်ခြင်းကကိုယ်စိတ်ကိုအေးအောင် လုပ်ရတော်သည်ပရိတ်ယူရင်းဆုံးကံဤသောအခါဖေဖေတတိယလာသည်သူမျက်နာကအတော်ပင်ဖြူရော်နေုံမကား အငဲ့နေပုံရသည်ကျမသည် သူ့နှဖူးကိုကင်ကာပြေရွတ်နေသည်ကို တွေ့မှအတက်သွားပုံရပါသည်မယူသိပ်အားနေနေပုံရတယ်ဘဘကြီးကိုတော့စောက်မအိမ်နဲ့ special nurse တစ်ယောက်ထားဖို့လိုတယ်ခုတညရဲပါ မနဲ့မိုးလင်းလင်းချင်းတော့စံပြုတ်ပူပူတစ်ခွက်လာတိုက်နော်တော်မြမအေးကညွှန်ကြားကတော်သွားပါသည်ကဲမနဲ့စံပြုတ်ပူဘယ်သူလာဖို့နိုင်လဲ ဖဲဖဲဤသွေးရင်းသောကားလဲရှိသောယောက်ျားချင်းမကြီးများက သူတို့တွင်အချိန်မရှိ၍တာဝန်မယူနိုင်ဟုဖြေပါသည်ကျမသည်ဘာမှဆက်၍မပြောတော့ဘဲ special nurse ကိုလည်းကျမကိုယ်တိုင်စီစဉ်၍ထားခဲ့ပါတော့သည် special nurse မှာတညကို29ကျပ်ပေးရပါသည် နနက်ကျွင်ဤကွတ်တလိအိမ်မှဒီကျုံးကြီးလန်းဆေးရုံစီဆံပြုတ်ပူပူကိုဖေဖေအတွက် ဘတ်ကားနှင့်ပင်တော့ပို့ရ၏ထို့ကြောင့်ပင်ဖေဖေဖြစ်စားကရှောက်ကြီးတငင်ငိုကြွေးမိခြင်းမှာဖေဖေဆိုတော့အကြောင်းတကြောင်းနဲ့ကြောင့်မဟုတ်ငွေကြောင့်လည်းမဟုတ်ပါအကြောင်းကြောင့်တို့ပါ တွေးမိကငိုကြွေးမိခြင်းဖြစ်ပါသည်ကြံညများတွင်တော့ကိုကိုသားမောင်ချိုနှင့်မောင်ကန်ညွန့်တို့တညစီဆောင်အိတ်၏စေယုံတွင် တလားနှင့်တရကြပါသည်စုစုပေါင်းငွေ တထောင်းနဲ့တရာကုံပါသည်ဒါတော့ဒေါက်တာဒေါ်မြမြအေးကအခန်းကားလျှော့ယူ၍ဖြစ်ပါသည်အပြင်ကုံကြငွေများမပါပါထိုလားတွင်ထုတ်ဝေသောတပြေဝိထုမှရာသမြငွေမှဖေဖေအတွက်သုံးလိုက်ရတော့သည်တခါတခါတွေးမိ၏လောကတွင်စိန်ရွှေငွေနှင့်ကားတို့သည် လူနာတယောက်ကိုဈေးရုံပေါ်သို့ရောက်အောင်တင်မပေးနိုင်ဆိုသည်မှာစဉ်းစားเสียအကြောင်းပင်တည် တာဝန်ယူလိုခြင်းကိုလိမ္မာပါနှက်စွာအပြေပေးကြပေးခြင်းပေလားကျမခင်ပွန်းတယ်ကတော့ဖေဖေစားသောဝတ်သားတို့မှာတထောင်တရာရန်သောဝတ်သားတို့ဝွေဆိုပါသည်ကျမကတော့ငွေမရှိသူကားမရှိသူဖြစ်တော်လဲငွေကုန်ကြရမှုများအတွက်ကုန်ပြီးလျင်တော့ကမဖြစ်တော့ပါကျမယောဂကြောင့်ချိန်နေရသည့်အထဲ လူအင်အားကုန်ခန်းစိတ်မောခြင်းကိုသာစိတ်မြေ၏ဒုတိယစိတ်မြေခြင်းမှာကုသိုလ်စင်ကြယ်စွာမရခြင်းပါသည်ပညာရှိသူတော်စင်တို့မျက်မှောက်တွင်ဘလို့မြင်သည်မသိကျမရှင်နေတွင်တော့ကျမသည်ဖိဖိအားနေ့စဉ်၎င်းယောဂဖြစ်တိုင်း၎င်းတာဝန်ယူပြုစုခဲ့တော်လဲကျမသည်ကုသိုလ်စင်ကြယ်စွာမရပြောမရဆိုမရတော့ဖိဖိအပြုမူများကြောင့် ဒေါသနှင့်ရှင်၍ရသောကုသိုလ်ကိုအလွန်ကြောက်၏တခါကမေမေကပြောပူပါသည်မေမေလူမှန်းသိတတ်ကလေးကချမ်းသာတယ်သမီးကလည်းတဦးတည်းသောသမီးဖြစ်ခဲ့တယ်သမီးတို့အရွယ်မရောက်ခင်တည်းမေမေချမ်းသာခဲ့သေးတယ်မိဘရဲ့ငွေတင်မဟုတ်ဘူးမေမေနာမည်နဲ့အိုင်ယာလန်တီ9000ပေါက်တဲ့အပြင်ချွတ်ငွေ2000တတ်တတ်ရခဲ့သေးတယ်ဟိုတုန်းကငွေဟာ ဘလောက်တမိုးရှိတယ်လဲသမီးတို့အစ်တဒါပေမဲ့စိတ်ဟာဘယ်တော့မှလွတ်လပ်ပြီးချမ်းသာမှုမရခဲ့ဘူးအဲ့ဒါဟာဘာဖြစ်လို့လဲဆိုတော့ဟိုဘဝတုန်းကဒါနကုသိုလ်ပြုရာမှာမစင်ကြဲခဲ့ဘူးသမီးတို့ဘာကုသိုလ်ပဲလုပ်လို့လောဘဒေါသမောဟနဲ့မရှင်စေနဲ့တမလွန်မှာအကျိုးပေးမစင်မကြဲဖြစ်တတ်တယ်မိမိစကားများကိုကြားရောက်နိုင်တန်တရားကို၎င်း လက်ရှိဘဝကို၎င်းအလွန်ကြောက်၏တခါတရံဖျားရှိရင်ဝိပု၍ဆုံးသောအခါမျက်ရည်ဖြန်ဖြန်ကြာမိ၏ကုသိုလ်တွေပြု၍ကုသိုလ်တွေရသလောက်ဖဖေးအပေါ်ဖြစ်ခဲ့ရတဲ့ဒေါသတွေဟာတန်တရာမှာငါးနောက်ကိုလိုက်တော်မယ်တန်တရာကလွမြအောင်ကျင်တဲ့မတ်တရားဖို့တရားတွေမှာကောအနောက်ရှက်ဖြစ်တော်မှာလားကျမအသေးကန်ဒီထိုးစောကြီးကလိုက်၍ရှင်၍ ကလာမကိုကြောက်ရီဆူတောင်းဆိုဒီမှာတော့ဆူတောင်းရရာဤနိဗ္ဗာန်မရမီစကြတန်တရာကျင်လေရ၍သူတစ်ပါးကိုပြုစုရမည်ကုသိုလ်ပါသည်ဖြစ်ညာအံကြီးသူကိုပြုစုရသည်ဖြစ်စေငယ်သူကို ပြုစုရသည်ဖြစ်စေစင်းရဲနှင့်ငရဲခင်းရပါလို့ဤဟို၍အစဉ်ဆူတောင်းဤသို့သောဆူတောင်းထက် လရှိဘဝတွင်ပြုသောကုသိုလ်များကို လောဘဒေါသမောဟနှင့်ရှင်မိမှဆိုလွန်၍အလွန်တည်းပြီရာ၏တခါကလည်းဖုံးကြီးဆွံ့ကျွေးနေစဉ်ပဇင်းလေးတစ်ပါးမှာဖုံးပေး၍မပြီးခင်17နာရီထိုးပြီးဆို၍ဆုံးဘွဲကိုအတင်းဝင်သိမ်းသောကြောင့်ဖေဖေနှင့်အကြီးကျယ်ဖြစ်ခဲ့ရသည်ယခုတော့တိတ်တိတ်ချာချာတွေးကြည့်လျင်အလွန်ဝမ်းနည်းစရာကောင်းသည် ပြောင်းပင်စာရေးပြထားရသည်ဖေဖေပြုတ်ကျင်တဲ့ကုသိုလ်ရှိရင်ဆွန်ကျွေးကျင်တာပဲဖြစ်ဖြစ်တမီးတို့အစာဆုံးလုပ်ပေးမယ်တမီးတို့ဆွန်ကျွေးတဲ့အခါမှာလဲတရားနာခံနေမှဆွန်ကတ်တဲ့နေရာကိုဖေဖေလာခဲ့ပါအဲ့ဒီလိုမလိုက်နာနိုင်ဘူးဆိုရင်တော့တမီးဘယ်တော့မှဖေဖေအိမ်မှာဆုံးမကတ်ဘူးဟို၍အတိအကျပင်ရေးပြရပါသည်ဆင်စစ်တော့ကုသိုလ်ဒါနာတစ်ခုကိုသားဖားနှစ်ယောက်ရှင်၍ ရေစက်ချကုသိုလ်မပြုရခြင်းသည် အလွန်ဝမ်းနည်းစရာပါပင်တည်းသို့သောဤကဲ့သို့ရေးပြပြီးသောအခါမှပင်ကျမမှာဖုံးကြီးကိုစုံအေးအေးကျွေးရပါတော့သည်အဖြစ်ကဘလို့အဖြစ်ပါလဲမြားရရနာဈေးတိုင်းမှာဆင်းလာသောအခါဒေါက်တာဘာပူကတလလမ်းမလျှောက်ရသည်အိမ်မှာနားနေရအောင်မြည်ဟုဆိုပါသည်ဈေးရုံကအစင်းတွင် နုနုနဲ့မောင်ကြီးဆွေအိမ်တို့ခေတာလိုက်နေပါသည်။ဆရာဝန်ကြီးစကားကိုဖေဖေနားထောင်သည်ဟုထင်ပါသလား။မထောင်ပါ။တလမမကြခင်နုနုကြောင်းသွားတက်စဉ်သူ့ဘာသာလမ်းလျှောက်ထား၍ခြင်းဟာတမန်တလင်းပေါ်ပြန်လဲကြပြန်သည်။ယခုတစ်ချိန်တွင်မူမောင်ကြီးဆွေကမင်္ဂလာတော်စစ်စေးယုံတို့တင်ပို့ပေးတော်လဲ။ဆရာဝန်များကကုသရွေများတော့ပါဆိုသောကြောင့်ပြန်လာခဲ့ရတော့သည်။ လမ်းမလျှောက်နိုင်တော့ပဲဖင်ရွှေဖင်ရွှေသွားရဤကျမဤခင်ပိုးမှာမော်ဘီဘိုးတင်းနှန်းကြောင့်တို့ပြောင်းရွှေ့သွားရဤမော်ဘီမအပြန်သူမဟုတ်အသွာကြုံတိုင်းလူလိုနုနုတို့အိမ်တို့ဝင်၍ကျမဖေဖေကိုတွေ့ဤနုနုွယ်ရရင်ကျမကိုကင်ကဖေဖေကိုဘယ်တော့ပြန်ခေါ်မှလဲဟင်ဟူ၍ကလေးငယ်တယောက်ဤမျက်နာဟန်နေမိတတ်သည်တနေ့နုနုရောကျမရော မောင်ကြီးဆွေရောစုံကြသည်တွင် ကျမကပြောပြပါသည်ဖေဖေကမမယူလာတိုင်းသူ့ကိုပြန်မခေါ်တော့ဘူးလားလို့ကြီးမေးမိနေတယ်ခေါ်သွားရမှာလားနင်တို့ဒီကျမထံသို့ဖေဖေပြန်လိုက်ချင်ပါသလားဟု၍စာရေးပြ၏အောင်မေငါကမလိုက်ချင်ပါဘူးသူကကြီးလာလာခေါ်နေတာဟိုပြောပြန်တော့ကြောင့်ကျမတို့မှဝိုင်း၍ရေပါတော့သည် နောက်တစ်ပတ်တွင်မူအကိုကြီးသည် မော်ဘီမအပြန်ကားကြုံနဲ့ဖိဖိအားခေါ်ယူခဲ့ပါသည်ကွတလီအိမ်ပြန်ရောက်တွင် သူ့အားပြုစုဖို့အလိုင်းဆိုသောမင်းကလေးတယောက်အဖို့ခေါ်ထားရ၏ခြေတော့မကောင်းတော့ပြီဖြစ်၍အိတ်ခမ်းထဲတွင်ငြိမ်သက်စွာနေသည်ဟုထင်ပါသလားမနေပါဖင်တွှွှွှွှွှင်းနေပြီမိဖို့ကြောင့်ကိုနေတိုင်းဝင်က သူ့ကြိုက်သောဟင်းတစ်ခွက်ကိုချက်၏ဟင်းမချက်ရလျင်ကလေးမလေးမအေးသင့် ဈေးချင်းအောင်ချသည့်တပြိုင်နက်အတင်းဆွဲယူကာပလာသောဟင်းသည့်ဟိရွယ်များကို ထွင်စရာရှိသည့်ကို ထွင်သည်လှီးစရာရှိသည့်ကိုလှီးသည် တနေ့တွင်ကျမစာရေးမိသောစာဖတ်ခန်းထဲသို့အကိုကြီးဝင်လာ၏ကျမက မော်ဘီမှသူရုတ်တရက်ပြန်လာသည်ကိုမသိအနားရောက်မှမော်ကြည့်မိ၏ဟင်ဘယ်နဲ့လဲဘာကိစ္စရှိလို့လဲကိစ္စကတော့ရန်ကုန်ထဲမှာရှိတာပါ ခဏအိမ်ကိုဝင်လာတာခမရတို့ဖေဖေကြီးကခမရတို့စားဖို့သွေးနဲ့ချွေးနဲ့ရင်းသည့်ဟင်းချက်နေပါရောလားမိဖို့ကြောင့်သွားကြည့်ပါဦးကျမသည်ရေလက်စကလောင်ကိုချကမိဖို့တို့ပြေးဝင်သွား၏မိဖို့ရဲတွင်ကလေးမလေးကကြက်သားကင်ကဖေဖေကမူစပွဲပေါ်တွင်ကြဟင်းကားသည်လှီနေသည်မိသည့်လက်ချောင်းကိုဓာတိသွားသည်မသိကြဟင်းကားသည်ဖက်များသည်သွေးများနှင့်လိန်ချန်နေ၏ ဖះကြီးကျမရင်ထဲတွင်ထိတ်လန့်သွား၏သူ့အနာတို့တိုးကပ်သွားသည်နှင့်တပြိုင်နက်တွားတွားအနာမကလာနဲ့ထုံးသာယူပေးဟုထုံးစံတိုင်းအော်ပြန်သည်ကဲမတ်တင်ထုံးဘူးသွားယူစမ်းငါရင်တွင်တုံလိုက်တာခတ်တော့တာပဲနော်ဈေးချင်းအောင်ချကလေးကအတင်းဆွဲယူပြီးလှီးနေတာပရေးတင်သည်ပြောပြောဆိုဆို ထုံးဘူးနှင့်ပတ်တီးယူလာ၍ဖေဖေရှိမှခြားထားရ၏မမယုတော့လေရှင်ပို့ပြီးတုံလာအောင်မေကျမသည်စာဖတ်ခန်းသို့ပြန်လာ၏တွေ့ခဲ့ပြီလားဘာမှတော့မပြောနဲ့တော့ကိုစိတ်ချမ်းသာအောင်သာကြည်နေသွေးနဲ့ရင်တော်ကြမ်းဟင်းကားသည်တော့သူများမစားပြရစေနဲ့ကဲကိုကြီးမြိုထဲသွားတော့မယ်ကိုကြီးသည် ေစီအားလိုပင်ပြောကစာဖတ်ခန်းထဲမှာထွက်သွားတော့သည်ယခင်ကတေးထွက်တန်ယူဒဏ်ရာများကို ကျမကြည်ရဲ့ဤဘသူပင်ထိခိုက်၍ဒဏ်ရာဘလို့ကြီးကြီးဆရာဝန်ထံမရောက်ခင်ကျမကိုယ်တိုင်စေထက်ပတိစီ၍ပြုလုပ်ပေးရဲ့ဤယခုဖေဖေသွေးစာများကိုမြင်ုံနှင့် ရှင်ထဲမှာပို့ခုံလာကခေါင်းထဲကနောက်ကြီးကြီးဖြစ်လာ၏။စာရေးပြရပောင်းလဲများခဲ့ပေပြီ။ ဖေဖေကတော့မလျှော့မိဖို့ကြောင့်ကိုဖေဖေမဝင်အောင်ဘလို့များလုပ်ရပါယခုတခါထမှန်စာရွေးပြရွေးကိုဖေဖေဒီကျမဆန္ဒကိုလာရောပါမည်လားရေးလိုက်ရသည့်စာများကလည်းတခါကအဖြစ်တစ်ခုကိုပြောရရင်ရုံစရာတောင်ရှိမည်မဟုတ်ပေတနက်နက်တွင်ကလေးမလေးကဈေးချင်းအောင်ချ၍ကျမအားပေါမုတ်လှန်ပေး၏ ပမုတ်ထုတ်ထားသောဆက်ကူမှာဗလာစာရွက်ဟောင်းတစ်ခုဖြစ်သည်။ကျမကဆက်ကူကိုဖြည့်လိုက်သောအခါဆက်ကူပေါ်တွင်လက်ရည်စာလုံး၃လေးချောင်းတွေ့ရသည်။စာရွက်ကိုစာဖတ်ခန်းထဲသို့ကျမယူသွား၏။မေးသင်ကလည်းလိုက်လာသည်။ဒီလက်ရည်ဟာငါလက်ရည်နဲ့တူလိုက်တာဟဲ့။ကျမကပျော့ပျော့ဆူဆူနဲ့ကောက်၍ဖတ်လိုက်သောအခါကျမလက်ရည်မှကျမလက်ရည်အစစ် ရေးထားသောစာကလည်းဖေဖေညဘက်စီးသွားတဲ့အိုးကိုမတ်လိုက်စည်းလိုက်မယ်ဖေဖေကိုယ်တိုင်မစည်းပါနဲ့ဟူတည်းကျမသည် စိတ်မညစ်နိုင်ရင်မီဤမီးရဲတင်ကဆာလာဖက်ကစုံတော့ဥဆန်ရှားစတိုင်နင်းပြောပြဤအဲ့ဟာဘလို့ဖြစ်တာလဲသိလားမမယူရေးသမျှစာရွက်အကျန်းအတူအစတွေကိုဘဘကြီးကစူထားရောတလားပြီတော့ သတင်းစာအဟောင်းနဲ့တူကလားကိုရောင်းလိုက်ရောအဲ့ဒီကလားကတခါပေါမုတ်တယ်ကိုရောင်းလိုက်ရောပေါမုတ်တယ်ကဒီဆက်ကူနဲ့မုတ်ထုတ်ပြီးကျမတို့ကိုရောင်းလိုက်ရောဒီတော့ဒီစာရွက်ကျမတို့အိမ်ပြန်ရောက်လာရောမဟေးတင်ကစာဝင်ကပါဤအကြောင်းကိုရှင်းလင်းပြပြ၏ရှခုလေမိဖို့ကြောင့်ကိုမူရင်းစေခြင်းသောကိစ္စကိုဘလို့လို့၍ပြောပြရပါမည်နီ ကိုစိတ်ကူးနှင်းကိုငံ၍တွင်းနေစေတွင်နောက်ဘေးဘက်က အော်တန်ကိုကြားရပြန်၏ငါချီးမှာပဲငါ့ကိုဝယ်မပေးချင်လို့တမင်ပြောတာဘောင်တော်လေးလန့်နဲ့ဖရီဇာလမ်းတော့မှာကွကဘာလုံးတစ်စိတ်ဆိုတဲ့ဆိုင်ရှိရဲ့မင်းတို့ဘာကောင်းလဲငါလိုချင်တာကိုရအောင်ဝယ်မပေးချင်ဘူးဒီနေ့လည်းငါစိတ်သားစားချင်တာဟိုကောင်မလေးကဝယ်မရဘူးဆိုပြီးကြက်သားဝယ်လာတယ်မင်းတို့ကငါ့ကိုမစားစေချင်ဘူး ကျမသည်မိဖို့ရဲသူထမသွားတော့စာဖတ်ခန်းထဲမှပင်ထိုင်နေသည်ချက်ချင်းလိုပင်မောင်ကန်ညွန့်သည်စာဖတ်ခန်းဝါသို့ရောက်လာ၏ဘဘကြီးစူနေပြန်ပြီငါသိပါတယ်လေတခြားကြောင့်မဟုတ်ဘူးသူလိုချင်တာတွေကိုကျွန်တော်တို့ဝယ်မပေးချင်လို့လို့ထင်နေတယ်အမှန်တော့ဘဘကြီးပြောတဲ့ဆိုင်တွေကဖရီဇာထဲမှာမရှိတော့ဘူးတက္ကသိုလ်တမဝါယမမှာသူဝယ်ခိုင်းတဲ့ဆေးတွေကလည်းမရှိဘူး တက္ကသိုလ်တမဝိုင်မှာဖျက်လိုက်တဲ့အကြောင်းဘဘကြီးကိုမမယူစာရေးပြပါအောင်။မောင်ကန်ညွန့်စကားဆုံးရင်ကျမတပြင်းချမီဒီမှာဟေးမြမပြီမှာဇက်ကူဇက်တဲပြီးထွက်သည်မြဇက်ကူတွေပေါ်မှာငါတယောက်တည်းရေးပြီးပြလို့အဲ့ဒီဇက်ကူတွေသာကုန်ချင်ရင်ကုန်ပါနင်တို့အဘကတော့ပြောရမှာမဟုတ်ပါဘူးဟာကျမကညီးတွားရင်ထုံးစံတိုင်းစတွေ့ရပေါ်ရင်အချိန်နေရက်ရက်ကိုရေးပြ၍မိဖို့ဘက်သို့ထွက်လာ၏ သူ့အနာရက်သည့်တပြိုင်နက်ကျမအပေးကိုပင်မစားကျမလက်ထဲမှစာရွက်ကိုဆွဲယူကအစိတ်စိတ်အမှောင်မှားဆွဲဆုပ်ပစ်လိုက်၏ပြောခြင်းပါးစပ်နဲ့ပြောနင်းစာကိုငါမဖတ်ဘူးဒေါနီမော်နီပြောကအိမ်ထဲသို့ဖင်ရွှေဖင်ရွှေနေဝင်သွားတော့သည်ကဲစနစ်တက်ကတော့ထုတ်ပြန်ပြီငါသာဒီအကြောင်းတွေကိုဖေဖေကြောင်းအောင်ခုနှစ်တန်နဲ့អော်ပြောရရင်မောဆိုတဲ့မောလို့သေးလိမ့်မယ် ပြောရမယ့်အကြောင်းတွေကလည်းအရှိကြီးပြောရတဲ့လူကလည်းတာမန်လူပြောသလိုလေတန်နှုံနဲ့ပြောရမှာမဟုတ်ဘူး။ "तू အထင်လွဲခြင်းလဲလွဲမတတ်နိုင်ဘူး။ကဲ तू ဝယ်ခိုင်းတဲ့စီရင်တွေကဘာတွေလဲ။နိုင်ငံခြားပြစ်တွေမမယူရဲ့အပြင်ဆိုင်တွေမမဝယ်မရတော့တာ။ခံခံတက်ကြီးစေးတခုပဲရထားတယ်။ဒါတောင်တက္ကသိုလ်တမဝါရီမှာဖြတ်လိုက်ပေမဲ့ဥပညာဉ်ဆိုင်ကကျွန်တော်ဝယ်လာတာ။ ပြီးတော့ကိုဂိတ်တို့7 o clock မိုးစိတ်ရိပ်သားတို့ကပေါကူစည်းမှာပဲရှိတာသူပေးလိုက်တဲ့ပိုက်ဆံကအရင်သူဖရီဇာမှာလမ်းလျှောက်ရင်းဝယ်ရတဲ့ဈေးနှုန်းတိုင်းပေးလိုက်တာမောင်ကန်ညွန့်ကနီကုံချုပ်ကြီးမအေးတင်ကနီတန်းစာကြီးမနက်ကလည်းအစောကြီးမမယူဖျားကန်ရောက်နေလို့မကြားရတာစိတ်သားကဒီနေ့ရန်ကင်းစည်းမှာမင်းရလို့စက်သားဝယ်လာတာအဲ့ဟာသူ့ကိုစိတ်သားဝယ်မကြွေးခြင်းလို့တဲ့ ပြီးတော့ကြက်ဘယ်ဈေးလဲဆိုတော့ရှစ်ကျပ်လို့ပြောတာနေအလကားပြောတာတဲ့နှစ်ကျပ်ဈေးတဲ့ကျမကလက်ကရပြန်ဤတော်ကြပါတော့တော်ကြပါတော့ဝယ်ရသမျှကိုဝယ်ပြီးမရတော့လဲမတတ်နိုင်ဘူးရေးလျောင် ပြောပြဖို့ကနင်းလို့ရှိမှာပဲငါရေးပြတဲ့စာရွက်ကိုစုပ်ပစ်လိုက်ပြီပါဇက်ကတော့ငါမပြောပြနိုင်ဘူးကဲတွားကြတော့ကျမသည် စာဘကန်းတို့မသွားတော့ပဲအိတ်ခန်းစီတို့လမ်းလာ၍အိယာဘော်ခြေပြေလက်ပြေလဲနေမိသည်ရှားသဝင်းစီယာတို့ရေးဟန်မျိုးနှင့်ခက်ကြီးကြီးကျယ်ကျယ်ရေးရလျင်ကျမတို့သားဖာနှစ်ယောက်ဤအေးခင်ကတဖြည်းဖြည်းတင်မာလာ၏သားဖာနှစ်ယောက်ဆက်ဆံရေးသည် စာရွက်ပေါ်မှတည်၏ယခင်ကပြောချင်သမျှစာနှင့်သာရေးပြရ၏ဒီစာယခုမဖတ်တော့ဘူးဆိုတော့ကျမကလည်းခက်ပေပေ ရေး၍မပြတော့ပေ။သူမေးသမျှကိုလည်းဘာမှမပြေတော့ပေ။စင်စစ်ကျမတွင်ရှည်နိုင်သောအင်အားလည်းမရှိတော့ပေ။ဖဖေကိုခုနှစ်တန်းနှင့်ရှည်လျားစွာပြောဖို့မဆိုထားနှင့်။ညီကိုမောင်နှမတာမန်အတန်နှုံးနှင့်စကားပြောရင်းမှပင်စိတ်ပါလက်ပါပြောလာသောအခါကျမအတန်များသည် ပြောင်းသွား၏။အောက်မေးသည်လေးလာကစကလုံးများကိုပိသားစွာယူဆိုမရသလိုဖြစ်လာသည် စကလုံးမသေးကွယ်ဆိုလျင်ပုံမှန်ဤစကလုံးများကိုပီတာအောင်တလုံးစီအာယူ၍ပြောရသောအခါရှင်ထဲမှမောလာ၏ညာဘက်လက်ဘွားများမှတင်း၍ရောင်လာတတ်သည်ခေါင်းထဲမှအတန်တခုမြည်လာကမျက်လုံးများဆင်းလာတော့သည်ချက်ချင်းလိုပင်အိယာပေါ်လဲ၍အနာယူရ၏ဆက်လက်ပြောနေပါကခြေလက်များအေးဆက်လာသည်မှာလူသေးများကဲ့သို့ပင်တီထိုကြောင့်ကျမသည် စကားပြောဖို့ကိုတတ်နိုင်သမျှရှောင်၏။စာရေးဆရာများစကားပြောဟောဖို့ဖိတ်ခေါ်သောအခါတွင်လည်းကျမလက်မခံခဲ့ပေ။တနေ့တွင်မူမော်ဘီကိုလိုက်သား၍ကျမခင်ပွန်းတဲ့အားထမင်းချက်ကျွေးရန်မယုတ်သီးထောင်းနေစေ။ပေါင်ထဲမှတဖြည်းဖြည်းနာလာ၏။နာလာသည်မှအတော်ကိုခံရခက်လာသည်သာမကရှင်내ကလည်းအသက်ရှူရကြလာသည်။ကျမလည်းတယောက်တည်းဖြစ်၍ ကိုဟာကိုဘာလို့ရမှန်းမသိအံ့အားလဲတင်ဤညာဘက်လက်ကငရုတ်သေးထောင်းသည်နှင့်ပေါင်သေးကနာရသည်မှာကြားရသူအဖို့ရေစရာလိုဖြစ်နေသည်သို့သောကျမသည်လုံးဝထမရတော့ပေတော်ပါသေး၏အကိုကြီးမှာထမင်းစားပြန်လာချိန်နှင့်ကြုံကြိုက်နေ၍ကျမအဖြစ်ကိုအံ့ဩနေသည်ကဲကဲဘာဖြစ်မှန်းမသိတာဟုဒီလို လုံနေလို့မဖြစ်ဘူး ်ဟုဆိုကသူ့ကားနှင့်ပင်ဓာတ်ရိုက်ရန်ကုန်သို့ခေါ်ယူလာ၍ဒေါက်တာဒေါ်မြမြအေးဤမြရေရနာစေတိုင်းတွင်ပြရာတော်သည်ဒေါ်မြမြအေးကစေထိုးပြီးကလူရန်စေနှင့်မိခင်ဖို့အင်ဖရာမိွက်ပါတခါတည်းပေးလိုက်ပါသည်ထိုအခါမှဆာ၍ကျမသည် မော်ဘီအိမ်တွင်အကိုကြီးကို ထမင်းချက်ကြွေးဖို့ထမင်းချက်တယောက်နှင့်သာထားရတော်သည် ကျမကတော့လိုက်မသွားနိုင်တော့ဘီ โอเคပါရှင်ဆီယမာကြီးခင်နေယူရေးသားထားတဲ့ဖေဖေဆိုတဲ့ဝိတုလေးရဲ့အပိုင်းခုနှစ်ကိုဖတ်ပြပေးခဲ့ရပဲဖြစ်ပါသည်ဖြစ်ပါတယ်မဆိုင်ရမှာကိုအဘိနာစင်သူတူတူတယောက်ချင်းစီတိုင်းကိုကျေးဇူးအများကြီးတင်ပါတယ်ရှင်